င်္ဂလာနေ့လည်ခင်းပါရှင်ကျမရောငူခတ်တာပါ TV ဦးမြင့်တန်ကြားရဲ့နေ့လည်နနာရီချင်းထီရရှိထားတဲ့သတင်းတွေကိုတိုက်ရိုက်တင်ဆက်ပေးပါမယ်မြန်မာနိုင်ငံရဲ့သတင်းတွေကမ္ဘာသတင်းတွေနဲ့တူအားကစားသတင်းတွေကိုလည်းရှုစားကြရမှာပါရှင် အာနာသိန်းစစ်တပ်ကရာဇသက်ကြီးဥပဒေပုံမှ905ကနဲ့အမှုဖွင့်ခံထားရတဲ့လက်ရှိကြားနာဆဲအမှုတွေကိုပိတ်သိမ်းပေးလိုက်တဲ့အပြင်အဲ့ဒီပုံမှနဲ့လက်ရှိအချင်းထောင်တွေထဲမှာဖမ်းဆီးခံထားရတဲ့သူတွေကိုခံဝန်နဲ့လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်တယ်လို့နိုဝင်ဘာလ26ရက်နေ့ကသတင်းထုတ်ပြန်ပါတယ်ဒီထုတ်ပြန်ချက်ကြောင့်ဒီကနေ့နိုဝင်ဘာလ28ရက်နေ့မနက်ပိုင်းမှာပြန်လည်လွတ်မြောက်လာကြမဲ့အကျဉ်းသားအကျဉ်းသူတွေရဲ့မိသားစုဆွေမျိုးမိတ်ဆွေတွေဟာအင်းစိန်အကျဉ်းထောင်ရှိမှလာရောက်ကြိုဆိုဆောင်ဆိုင်နေကြတာဖြစ်ပါတယ်။ လက်ရှိတရားစွဲခံထားရဆဲဖြစ်သူအယောက်ပေါင်း9580ကိုအမှုပိတ်သိမ်းပေးလိုက်ပြီးထောင်ဒဏ်ကျခံနေရသူ2361ယောက်ကို905ကအတွက်ချမှတ်ထားတဲ့ပြည်တံတွေကိုခံဝန်နဲ့ရှော့ပေါ့ပေးလိုက်တယ်လို့သိရပါတယ်။ဒါ့အပြင်905ကအမှုတစ်ခုတည်းနဲ့ထောင်ဒဏ်ကျခံနေရသူ924ယောက်ကိုတော့ခံဝန်နဲ့လူငယ်ချမ်းသာခွင့်ပေးလိုက်တယ်လို့စစ်တပ်ကထုတ်ပြန်ထားပါတယ်ရှင်။ စကိုင်းတိုင်းမင်းကင်းမြို့နယ်လောင်ပြည့်ရွာနာကချင်းတွင်းမြစ်ထဲမှာရှိတဲ့ရွှေတူးတဲ့နေရာကို နိုဘာလ28ရက်နေ့မနက်မှာစစ်တပ်ကလေကြောင်းကနေဖုံးကျဲသွားခဲ့တယ်လို့ဒေသခံတွေစီကသိရပါဗျ။စစ်တပ်ကဖုံးကျဲတဲ့အပြင်လေရင်ပေါ်ကနေဆက်တနက်နဲ့လည်းပြစ်သွားပြီး ထိခိုက်သေးဆုံးသူရှိနိုင်တယ်လို့လောင်ပြေရွာနာမှာရှိတဲ့တင်တော်ရွာသားတယောက်ကပြောပါရယ်။လောင်ပြေရွာဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တယောက်ကလည်းချင်းတွင်းမြစ်ထဲကရွှေမျောလုံနေတဲ့ဖောင်တွေပေါ်ကိုလေကြောင်းကနေတိုက်ခိုက်သွားတာဖြစ်ပြီးနေ့လယ်၁၇နာရီဝန်းကျင်အထိကယ်ဆယ်ရေးမလုပ်နိုင်သေးဘူးလို့ပြောပါရယ်။ပြီးခဲ့တဲ့နိုဝင်ဘာလ၂၂ရက်နေ့ကလည်းတိုက်လေရင်အပါအဝင်ဆက်တက်လေးထီးနဲ့တိုက်ခိုက်ခဲ့လို့တေဆုံးသူအယောက်20ထက်မနည်းရှိခဲ့ပြီးဒဏ်ရာရရှိသူအယောက်50ထက်မနည်းလည်းရှိခဲ့တယ်လို့သိရပါရယ်။အဲ့ဒီလောင်ပြေရွာနာမှာရွှေတိုးနေတာကိုဒေသ ခံပြည်သူတွေကလက်မခံပဲဆန္ဒပြရတွေလည်းရှိခဲ့ပါသေးတယ်ရှင်။ကန်ပီပီနဲ့ KNU အဖွဲ့တွေ NUCC ရဲ့ကောင်စီဝင်အဖြစ်ကနေယာယီရက်ဆိုင်သွားတာဟာ NUG နဲ့ CRPH တို့ရဲ့ပြောဆိုဆွေးနွေးမှုတွေကိုလက်ခံမှုခက်ခဲတာကြောင့်ဖြစ်တယ်လို့ကောင်စီအဖွဲ့ဝင်တွေကပြောပါတယ်။ဒီသတင်းကိုအောင်သူပေးပို့ထားတာပါရှင်။ကရင်မျိုးသား CUN KNU နဲ့ ကရင်ပြည်မျိုးသားတုတ်တေးပါတီ KMPP အဖွဲ့တွေကအမျိုးသားညီညွတ်ရေးအတိုင်းအမြန်ကောင်စီ MUCC ရဲ့ကောင်စီဝင်ဖြစ်ကနေယာယီရဆိုင်သောစာကိုနိုဝင်ဘာလ18ရက်နေ့က MUCCC ကိုပေးပို့ခဲ့တာပါ KMPP နဲ့ KMU အဖွဲ့တွေက MUCC ရဲ့ကောင်စီဝင်အဖြစ်ကနေယာယီရဆိုင်သွားတာဟာအဲ့ဒီအဖွဲ့တွေနဲ့ MUCC ကြားကညှိနှိုင်းဆွေးနွေးမှုအစီအမပြေတာတွေကြောင့်မဟုတ်ပဲ MUCC ထဲမှာပါဝင်နေတဲ့ကောင်စီဝင်တွေကြားက လက်ခံမှုခက်ခဲတဲ့ဆွေးနွေးမှုတွေကြောင့်ဖြစ်တယ်လို့အမျိုးသားညီညွတ်ရေးအတိုင်းပင်ခံကောင်စီဝင်ဦးတိုးကျော်လှိုင်ကပြောပါတယ်။ CRBH ခေါင်းဆောင်ပိုင်းတွေက2008ဖွဲ့စည်းပုံအရ2020ရွေးကောက်ပွဲရလဒ်ကိုအကောင့်ထဲဖော်ဖို့မဟုတ်ဘဲတော်လန်ရေးအတွက်အတိမတ်ပြုအသုံးချဖို့ပြောဆိုထားပေမဲ့အဲ့ဒီအပေါ်ဆွေးနွေးကြတဲ့ဆွေးနွေးမှုတွေမှာတခါတလေမှာအဆင်မပြေတဲ့ပုံစံမျိုးတွေဖြစ်လာတာတွေရှိတယ်လို့ဆိုပါတယ်။ကျွန်တော်တို့ဒီ2020အဲရွေးကောက်ပွဲရလဒ်ကို 弄得去，democracy media 的预告牌，没包办，没承包，o 哎喽，弄得今，弄得今 democracy media 预告牌里包办哪地一体包，包办哪地一体，假如出来说带他们出来，哎，一地界没有，过来被偷跑表，表哪来没有事，还有哎下的，u 们 e 获的苦也，一地界一样。 ်အဖြစ်ဖြစ်စေမိမိအစုဖွဲ့တစ်ခုရဲ့မူအဖြစ်ဖြစ်စေအဲ့ဒါကကျွန်တော်တို့ဘာမှပြောစရာမရှိပါဘူးနော်တိုးတော်လည်းပဲအခြားအင်အားစုများနဲ့ဆွေးနွေးတဲ့အခါမှာတော့အခြားအင်အားစုတွေကပါအဲ့ဒီလိုအယူအဆအဲ့ဒီလိုမျိုးကိုဟိုလက်ခံပေးရမယ်ဒါပေါ့နော်လို့သဘောတူပေးရမယ်ဆိုတဲ့ဟာမျိုးကတော့လည်းပဲတချို့အခြေအနေတွေမှာအခက်အခဲရှိနိုင်တယ်ဆိုတာမျိုးလည်းပဲ အဲကျွန်တော်တို့ထောက်ပြပြောဆိုခဲ့ပူတာမျိုးဖြစ်ပါတယ်ဒါဟိုဒီလိုအခြေအနေတွေဒီလိုအကြောင်းခံနေလည်းပဲအချို့ဆွေးနွေးမှုတွေပါပေါ်ပေါက်ခဲ့တာမျိုးရှိခဲ့တာဖြစ်ပါတယ်အမျိုးသားညညရေးအစိုးရ MUG နဲ့ပြည်အောင်လွှတ်တော်ကုစားပြုကော်မတီ CRPH တို့ဘက်က 2008ဖွဲ့စည်းပုံအခြေခံဥပဒေကိုဖျက်သိမ်းကြောင်းလက်ခံထားပြီးမြဲအဲ့ဒီဖွဲ့စည်းပုံအခြေခံဥပဒေအရဆောင်ရွက်နေတဲ့ကိစ္စမျိုးတွေကိုဆက်လက်ကင်ဆယ်ထားတာတွေအပြင်အတွင်ကုပြောင်းရေးဆိုင်ရာဂျာကာလာအစိုးရဖွဲ့စည်းဖို့လိုအပ်တဲ့ဝန်ကြီးဌာနတွေဖွဲ့စည်းနိုင်ရေးဆိုင်ရာစွန့်နှမှုတွေမှာသဘောထားမတူညီမှုတွေဖြစ်ပေါ်ခဲ့တာပါခင်ရမြူကပြပလာတဲ့စာမှာတော့သူတို့တွေဟာစီးရင်နဲ့အုပ်ချုပ်ရေးကိုတပြိုင်တည်းလှုပ်ဆောင်နေရတဲ့အချိန်မှာ MUCC ရဲ့ဆွေးနွေးတဲ့မူဝါဒတွေက အထွေထွေပိုင်းဆိုင်ရာတွေကိုအဓိကထားဦးစားပေးနေတာကြောင့်မူဝါဒပိုင်းဆိုင်ရာလုံဆောင်ချက်တွေမှာအဆက်အဆက်မရှိဘဲကွာဟနေတာတွေကြောင့်လို့ဖော်ပြထားပါတယ်။ KNBB ရဲ့စာထဲမှာတော့ Bottom Air Federalism ကိုစောင့်ရတဲ့အခါမှာတကယ်ကိုယုံကြည်လက်ခံပြီးလက်ရုံးညီထွေဖြစ်အောင်စောင့်ရဖို့လိုတယ်လို့ညှိတာထားပါတယ်။ ြောင်းလဲဆိုတော့ကိုစားပြုကော်မတီ CRPH ဘက်က2020ရွေးကောက်ပွဲရလဒ်ကိုကန်ဆွဲထားပြီးမြန်မာနိုင်ငံမှာလွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲမပေါ်မချင်း CRPH ကဆက်ရှိနေမှာဖြစ်တယ်လို့ဥရေပြည်ရေးအာဏာဟာ CRPH မှာရှိရမယ်ဆိုတဲ့အချက်အပေါ်ကင်နီမျိုးသားတုတ်တေးပါတီ KMPP ကမဖြစ်သင့်တဲ့အကြောင်းကိုပြောပါရယ်အမျိုးကြီးရဲ့ကြည့်ဖြစ်ပေါ့ CRPH ရဲ့ကြည့်ဖြစ်အမျိုးစစ်စီရဲ့ကြည့်ဖြစ်ပေါ့ဆွာချေကိုတိဆောက်တဲ့အခါမှာကျွန်တော်ဗိုလ်တော်အဖြစ်ပို့လို့ရပေါ့နော်အဲ့ဒီတော့အားလုံးက ဒီဖောင်းလုပ်ဖို့လိုတယ်ပေါ့နော်။အားကလေးပါဒါအကြောင်းအရာအများကြီးတွေကတစ်ချက်ပါလို့နော်။ကျွန်တော်တို့တိုင်းမားတွေနားလည်ထားတာကတမျိုးပြ။ကျွန်တော်ရွှေနေတဲ့ဖွဲ့စည်းပုံကနိုင်ငံတော်ကိုအာဘယ်လိုနိုင်ငံတကာကိုကျွန်တော်တို့ကဟိုပြရင်တည်မို့ဘူးလား။ကျွန်တော်တို့ကကျွန်တော်တို့ကတကယ်လက်တွေ့လုပ်ကြချင်တာဖြစ်တယ်။အဲ့ဒီမှာကျွန်တော် concept ပွားတယ်ဗျ။ဆိုတော့ကျွန်တော်တို့ကဖွဲ့စည်းပုံကိုအများကြီးပြီးနေတယ်။အများကျွန်တော်တို့ သူနဲ့ရှင်ပြိုင်ဆိုရတဲ့ခုကိုကျွန်တော်တို့ကလူတို့ကထောက်ခံတဲ့ဆိုရတဲ့ခုကိုကျွန်တော်ပြန်လို့ပြီးသွားတော့မယ်။အဲ့ဒါလိုနိုင်ငံကြီးကမှုနဲ့ကျွန်တော်ကတွားချင်တာဖြစ်တယ်။အဲ့ဒီမှာကျွန်တော်တို့ရဲ့ကွာဟာချက်တွေဒါပဲဖြစ်တယ်ပေါ့နော်။အဲ့ဒါလေးပါဆရာ။ဆိုတော့ပူဇော်ပြုမှုနဲ့တာဝန်ခံမှုဆိုတာရှိရလိမ့်မယ်လေနော်။ဆိုတော့ဆယ်ကိုဖွဲ့စည်းတဲ့အခါမှာလည်းအဲ့ဒါလိုလူတွေနဲ့ဖွဲ့ကြမှာအဓိကကျွန်တော်ပြောချင်တာဖဲဖဲဆိုတာမဟုတ်ဘူးကကြာလာတာမဟုတ်ဘူးပေါ့။ဆိုတော့ဖဲဖဲဆိုတာကဒီပြည်နယ်တွေ ဒီထောင်တွေပေါင်းစုလို့တာ favor စနစ်ဆိုဖြစ်လာလေအဲ့ဒါဒီပါပဲဆရာကျွန်တော်တို့ဟုတ်ကဲ့ပါအချိန်ကမှုတွေကလွဲနေရဆိုတာဒါကိုပြောတာပါအဲ့ဒီအကြောင်းအရာတွေနဲ့ပတ်သက်ပြီးအမျိုးသားညွညီအစိုးရ MUG ရဲ့ဝန်ကြီးချုပ်ယုံပြောဆိုခွင့်ရှိသူဥနေဖုံးလက်ကိုဒီဘူဘီကဆက်သွယ်မေးမြန်းခဲ့ပေမဲ့သဘောထားမပေးလို့သိဘူးလို့အကြောင်းပြန်ပါတယ်အမျိုးသားညွညီအတိုင်းကံကောင်စီအနေနဲ့ကောင်စီဝင်ဖြစ်ကနေယာယီဆိုင်းသွားတဲ့အဖွဲ့တွေကို MUCC ရဲ့လုံထုံးလုံနည်းတွေနဲ့အညီညှိနှိုင်းဆောင်ရွက်နေပြီး ဖက်ဒရယ်ဒီမိုကရေစီဘရိန်းင်းပါဂရီကုတ်ကွတွေအရာတာဝန်တွေကိုဆက်လက်ဆောင်ရွက်သွားမယ်လို့လည်းထုတ်ပြန်ထားပါတယ်ကျွန်တော်အောင်သူပါခင်ဗျာပဲခူးတိုင်းတာဝရီခရိုင်နတလင်းမြို့နယ်နဲ့ပေါင်းတယ်မြို့နယ်မှာစစ်ကောင်မရှင်တပ်သားတွေတိုက်ခိုက်ခံရပြီး၃ရောက်သေဆုံးခဲ့တယ်လို့ PDF အမှတ်2စစ်စင်ရေးနယ်မြေကနိုဝင်ဘာလ26ရက်နေ့မှာထုတ်ပြန်ပါတယ်။ နိုဝင်ဘာလ26ရက်နေ့မနက်ပိုင်းမှာနတလင်းမြို့နယ်ရှားပြူကုန်းကျေးရွာကစစ်တပ်ကိစ္စခန်းကိုပြည်သူ့ကာကွယ်ရေးတပ်မတော် PDF နဲ့နတလင်းမြို့နယ်ပကဖတို့ပူးပေါင်းပြီးဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။အဲ့ဒီတိုက်ခိုက်မှုကြောင့်စစ်တပ်တပ်ဖွဲ့ဝင်2ယောက်သေဆုံးခဲ့ပြီး ကျန်တဲ့စစ်ကောင်မရှင်တပ်သားတွေလည်းထိခိုက်ဒဏ်ရာတွေရရှိကောင်ဂိတ်စခန်းကိုစွန့်ခွာထွက်ပြေးသွားခဲ့တယ်လို့သိရပါဗျ။ပေါင်းတဲမြို့နယ်မှာလည်းပန်သိပင်ကျေးရွာကနေစိုင်းကယ်ရင်နဲ့ထွက်လာတဲ့စစ်တပ်တပ်ဖွဲ့ဝင်တွေကိုကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။အဲ့ဒီမိုင်းဆွဲတိုက်ခိုက်မှုကြောင့်အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တယောက်သေဆုံးခဲ့ပြီးတယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့လည်းသိရပါဗျ။ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တွေနဲ့ဖြစ်တဲ့တိုက်ပွဲတွေမှာအငြင်းတန်းရှုံးနိမ့်ခဲ့တဲ့အတွက်မုံရွာအခြေဆိုင်အနောက်မြောက်တိုင်းစစ်ဌာနချုပ် ပုံမှုချုပ်မျိုးမင်းထွေးကိုတာဝန်ကနေအနာပေးပြီးဗိုလ်ချုပ်ကျော်သူရကိုခန့်လိုက်တယ်လို့နေပြည်တော်သတင်းရင်းမြစ်တွေစီကသိရပါဗျ။စစ်စင်ရေးမှာရှုံးနေတာနဲ့အာဂတိလိုက်စားမှုတွေကြောင့်ဘုံမှုချုပ်မျိုးမင်းထွေးကိုနိုဘာလ24ရက်နေ့မှာအနာပေးလိုက်တာလို့နေပြည်တော်သတင်းရင်းမြစ်ကပြောပါရယ် ဗိုလ်ချုပ်မျိုးမင်းထွေးနဲ့အတူတမ33တမမိုးကိုလည်းဖမ်းထားတယ်လို့သူကပြောပါရယ်အစ်စ်ပြောင်းရွှေ့လာတဲ့နောက်မခတိုင်းမိုးဗိုလ်ချုပ်ကျော်သူရဟာကလောမျိုးအခြေဆိုင်စေဦးစီးတက္ကသိုလ်ကအကြောင်းအုပ်ကြီးဖြစ်ပြီးဒီရက်စီအပတ်စဉ်39ကဖြစ်တယ်လို့လည်းသိရပါရယ်ဖန်စီခံထားရတဲ့ဗိုလ်မှူးချုပ်မျိုးမင်းထွေးဟာ2024ခုနှစ်ဩဂတ်လ3ရက်နေ့ကရမခအခြေဆိုင်လာရှုံမြို့သိမ်းတိုက်ပွဲမှာကိုကန့်တက် MND ရဲ့အဖွဲ့ကဖန်စီခံခဲ့ရပြီးပြန်လွတ်လာပြီးတဲ့နောက် 2024ခုနှစ်ဒီဇင်ဘာလမှာစစ်ကောင်းဆောင်ကနာမခတိုင်မှုအဖြစ်ခန့်ထားခဲ့တာပါစစ်တပ်အာဏာသိမ်းပြီးမုံရွာအခြေဆိုင်အနာမြောက်တိုင်းစစ်ဌာနချုပ်တိုင်မှုအဖြစ်ပြောင်းလဲခန့်ထားခဲ့တာငါးဦးအထူးရှိပြီးအဲဒီသူတွေကတော့ဗိုလ်မှူးချုပ်မျိုးမိုးအောင်ဗိုလ်ချုပ်ဖြိုးတန်ဗိုလ်ချုပ်တန်းထိုက်ဗိုလ်မှူးချုပ်မျိုးမင်းထွေးနဲ့ဗိုလ်ချုပ်ကျော်သူရတို့ဖြစ်ပါရရှင် ဟာကဲမြို့နယ်တဲ့စစ်တပ်ကစီးရေလှောက်ရှားမှုတွေခက်ဆဲဆဲပြုတ်လုလာတာကြောင့်တိုက်ပွဲတွေဖြစ်ပွားနေပြီးစစ်ကြောင်းမှုအပါဝင်တုံ့ပန်းတချို့ကို KIA ကဖမ်းဆီးရမိထားပါတယ်။ဒါတွေကိုဟန်နာသတင်းပေးပို့ထားတာပါရှင်။ကချင်ပြည်နယ်ဖကံမြို့စံကြွယ်ကြီးရညောင်ပင်ကုန်းနဲ့ကတဲ့မော်ရီဘက်ကိုနိုဝင်ဘာ25ရက်နေ့ကစစ်ကော်မရှင်တပ်တွေစစ်ကြောင်းထိုးလာတာကြောင့် KIA ဘူပေါင်းတပ်တွေနဲ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ KIA စစ်ရေးတပ်ရင်းမြစ်ကတီးရပါတယ်။တိုက်ပွဲအတွင်းစစ်ကြောင်းမှုအစင်း အရာရှိတယောက်အပါအဝင်စစ်တုံးပတ်တချို့ကိုလည်းဖမ်းဆီးရမိတယ်လို့ဆိုပါတယ်စစ်ကြောင်းမှုအစင်းနဲ့စစ်ကြောင်းမှုအစင်းရရှိတယောက်နဲ့တချို့ဖမ်းမိတာပေါ့နော်အင်းအားတရားတော်မင်းရသူတို့စစ်ကြောင်းထိုးလာလို့ကျွန်တော်ဘက်ကခုခံတိုက်ခိုက်ခဲ့တယ်ပေါ့နော်ဆန်ချွေတောင်ပြင်ကုန်းဒီတတိယမောင်ဘက်ကထိုးလာရပေါ့နော်သူတို့ဘက်ကဒီခါဒီဇွန်ဒါရီရှိတယ်အလိုရှိလို့ပြန်ဆုံသွားတယ်ပေါ့စစ်ကော်မရှင်ပူပေါင်းတဲ့တွေဟာ25ရင်းနေမနက်ပိုင်းကစပြီးစစ်ကြောင်းနှစ်ကြောင်းခွဲပြီး ဂဒိန်မော်နဲ့လုံခင်ကြီးရွာရီဘက်ကိုစစ်ကြောင်းထိုးနေတာဖြစ်ပါတယ်။ဒါအပြင်စကွန်ရှင်တပ်တွေဟာနိုဘာ25ရက်နေ့ကလက်နက်ကြီးဒရုန်းတို့နဲ့ပစ်ခတ်တိုက်ခိုက်တာကြောင့်ရဲသားနေအိမ်ထိခိုက်မှုတွေရှိပြီးဂဒိန်မော်မိသက်ယုံနဲ့ထိမှန်ပစ္စည်းပြီးထိခိုက်ဒဏ်ရာရသူလည်းရှိခဲ့တယ်လို့ဒေသခံတယောက်ကပြောပါတယ်။ညတော့ငါထိခတ်တာကတော့ဒီတတိယမော်တယောက်ဆရာတယောက်ရဲ့အိမ်ကထိခိုက်ပစ္စည်းတွေပေါ့နော်။နောက်ပြီးတော့ဒီတတိယမော်မိသက်ယုံနဲ့လက်နက်ကြီးထိတယ်။ဒါဒီမိသက်ဝန်ထမ်းတယောက်လည်းလက်နက်ကြီးစား ဒီမှန်ကြောတန်ရရလို့စီယုံပို့ထားတယ်ပေါ့နော်။တိုက်ပွဲရှိ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 နေတိုင်းရလို့ energy တာရတော့တုံးဆုံးတယ်ပေါ့နော်။ဒီလိုတွေရတော့ဒီ energy တာကြားရင်လာနေတယ်။နိုဝင်ဘာလ9ရက်နေ့ကစပြီးဖကန့်လုံခင်မော်စီစာကြီးရွာတလျှောက်စစ်ရင်အလုံးရင်နဲ့စစ်ကောင်စီတပ်တွေစစ်ကြောင်းထိုးစီရေလှရှားလာတာကြောင့်နှစ်ဖက်တိုက်ပွဲပြန်လည်ဖြစ်ပွားလာခဲ့တာဖြစ်ပါတယ်ဖကန့်မှာစစ်ကောင်ရှင်စစ်ကြောင်းထမှန်ဝင်ရောက်လာတဲ့အခုအပတ်တွင်မှပဲတိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ကြီးရွာရက်ွက်ဒီဘက်ကိုဦးတည်ပြီး လေကြောင်းအပြင်လက်နက်ကြီးစက်တိုက်ပစ်ခတ်မှုတွေကြောင့်ရဲသားတိုက်စုံမှုတွေလည်းစက်တိုက်ဖြစ်ပွားနေဆဲဖြစ်ပါတယ်။နိုဝင်ဘာလ17ရက်နေ့မှာ White Troll ရင်းနဲ့လာရောက်ပုံကျဲခဲ့တာကြောင့်မိခင်ဖြစ်သူမြို့သမီးတို့ဦးတိုက်စုံပြီးကလေးငယ်အပါအဝင် မြို့သားတို့ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ဒါအပြင်နိုဝင်ဘာလ17ရက်နေ့မှာလည်းဖက်ကပ်ဖြူဟာကုန်းကနေလုံခင်အုပ်စုတော်မော်အတက်လန်းဂဒိမော်မဆာဘက်ကိုလက်နက်ကြီးစက်တိုက်ဖြစ်ခတ်ခဲ့တာကြောင့်ကလေးငယ်တို့ဦးထမှန်တိုက်စုံခဲ့ပါတယ်။ စစ်တပ်ဘက်ကနေရပြန်ယူထားတဲ့လုံခင်မော်စီစာနမဖြစ်မော်ဝမ်ဂျင်းမော်ဝမ်ကလေးစရိနေရာတွေကိုရာနှုန်းပြည့်ထိန်ချုပ်နိုင်ဖို့အတွက်နိုဝင်ဘာလ6ရက်နေ့မှာဖကန့်ကာမိုင်းနေရာလမ်းပိုင်းကနေရဲတပ်သားတွေအပါအဝင်စစ်တောင်းထုတ်တက်လာခဲ့ကြတာဖြစ်ပါတယ်ကျွန်မဟန္နာပါ ခုဆက်လက်ပြီးနိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။နိုဘာလ26ရက်နေ့ညနေပိုင်းကဝါရှင်တန် DC မြို့အင်ဖြူတော်နဲ့နှစ်ဘလောက်သာကွာတဲ့နေရာမှာအနောက်ဗာဂျီးနီးယားပြည်နယ်ကအမျိုးသားအဆောင်တပ်ဖွဲ့ဝင်၂ယောက်ပြစ်ခတ်ခံခဲ့ရပြီးအခြေအနေစိုးရိမ်ရတယ်လို့အာဏာပိုင်တွေကဆိုပါတယ်။တနတ်သမားဟာအနီးနားကတခြားအဆောင်တပ်ဖွဲ့ဝင်တွေရဲ့တုံ့ပြန်ပြစ်ခတ်မှုကြောင့်ထဏ်ရရခဲ့ပြီးဖမ်းဆီးခံခဲ့ရတာပါ။ သမရဒေါ်နယ်ထရန့်ကတိုက်ခိုက်သူကို2021ခုနှစ်စက်တင်ဘာလကအာဖဂန်နစ္စတန်ကနေဝင်ရောက်လာသူဖြစ်ပြီးဒီဂျန်ဖက်လှုပ်ရက်အတွက်ဖြစ်နိုင်သမျှအပြင်းထန်ဆုံးပြစ်ဒဏ်ပေးမယ်လို့ကတိပြုခဲ့ပါဗျာ။ ဲ့ဒီနောက်မှာသမရထရန့်ကအရှင်သမရဂျိုးဘိုင်ဒန်လက်ထက်မှာအာဖဂန်နစ္စတန်ကနေဝင်ရောက်လာသူတိုင်းကိုပြန်လည်စစ်ဆေးဖို့လိုအပ်တယ်လို့ကြေညာလိုက်ပါတယ်။ FBI ကဦးဆောင်ပြီးအကြမ်းဖက်မှုအဖြစ်စုံစမ်းစစ်ဆေးနေတဲ့ဒီဖြစ်ရပ်မှာတန်တရားရှိသူဟာဗီဇာတက်တန်းလို့နေထိုင်နေတဲ့အာဖဂန်နိုင်ငံသားရာမန်နူလာလာကန်ဝါဖြစ်တယ်လို့သတင်းမြစ်တွေကဖော်ပြကြပါတယ်။သမရထရန့်ကလုံခြုံရေးအတွက်အဆောင်တပ်ဖွဲ့ဝင်900ဝါရှင်တန်ဒီစီကိုထပ်မံစေလို့ဖို့ကာကွယ်ရေးဝန်ကြီးဖီးဟတ်ဆက်ကိုအမိန့်ပေးခဲ့ပါတယ်ရှင်။ အနောက်အာဖရိကတိုက်ကဂီနီဘိတ်ဆာနိုင်ငံမှာသမရရွေးကောက်ပွဲရလဒ်မထွက်ခင်စစ်တပ်ကအနာသိမ်းလိုက်ပါတယ်။သမရအူမာရိုဆီကူဆိုကိုအမ်ဘာလိုကိုဖမ်းဆီးထားတယ်လို့သိရပါတယ်။မြို့တော်ဘိတ်ဆာမှာတနတ်တန်တွေကြားခဲ့ရပြီးတဲ့နောက်စစ်ရာရှိတွေကနိုင်ငံပိုင်ရုတ်တံကနေရွေးကောက်ပွဲလုပ်ငန်းစဉ်ကိုရပ်ဆိုင်းလိုက်ကြောင်းကြေညာခဲ့ပါတယ်။ အမည်မဖော်ပြထားတဲ့နိုင်ငံရေးသမားတယောက်ကနာမည်ကျော်မူးယစ်ဂိုင်ကောင်းဆောင်တယောက်အကူအညီနဲ့တိုင်းပြည်ကိုမငြိမသက်ဖြစ်အောင်လုပ်လို့ဝင်ရောက်ဟန်တားလိုက်ရတာလို့စစ်ဘက်အရာရှိတွေကပြောပါတယ်။စစ်တပ်တွေကိုပိတ်ထားပြီးညပိုင်းကာဖျူးအမိန့်လည်းထုတ်ပြန်ခဲ့ပါတယ်။ကီနီအီကွေဒိုနီးယားကီနီ ကီနီဘိတ်ဆောပါပိုအာနျူကီနီဆိုပြီးနာမည်မှာကီနီပါတာလေးနိုင်ငံရှိပါတယ်။စီနီဂေါနဲ့ကီနီနိုင်ငံကြားမှာညံ့နေတဲ့ကီနီဘိတ်ဆောမှာအာနာသိမ့်မှုတွေမကြာခဏဖြစ်ပွားလေးရှိပြီး မူရစ်ကုံကူးရာဗဟုချက်ဖြစ်လဲထင်ရှားပါရရှင်ဒီကနေ့မနက်စောပိုင်းကကစားခဲ့တဲ့ Liverpool အသင်းနဲ့ PSV အသင်းတို့ရဲ့ Europa Champions League ပွဲစဉ်မှာအင်ရှင် Liverpool အသင်းကတကိုးလေးကိုနဲ့ရှုံးနိမ့်သွားခဲ့ပါဗျာ။ ပွဲချိန်9မိနစ်မှာ PSV အသင်းကတောင်းကန်ဘောဖျက်တင်တာကို Liverpool အသင်းကောင်းဆောင် Van Dijk ကလက်နဲ့တားခဲ့တဲ့အတွက်ပနတီပေးလိုက်ရပြီးဒီပနတီကိုဘယ်တောင်ပိုင်ကစားသမား Perisic ကကန်သွင်းပြီး PSV တို့ဦးဆောင်ဖို့ရရှိခဲ့တာပါ။ ပွဲချိန်15မိနစ်မှာတော့လီဗာပူးတောင်ပံတိုက်စစ်မှု gas ပိုကန်သွင်းတဲ့ဘောလုံးရှမ်းထွက်လာတာကိုကွင်းလယ်လူဇိုဘော့စလိုင်းကပိတ်သွင်းပြီးလီဗာပူးအတွက်ချိပကိုရယူခဲ့ပါတယ်။အဲဒီနောက်2မိနစ်အကြာမှာပဲ PSV တို့ကိုထပ်ရခဲ့ပေမဲ့လူကျွန်ခဲ့ပါတယ်။ဒါပေမဲ့ဒုတိယပိုင်းပွဲချိန်55မိနစ်မှာ PSV တိုက်စစ်မှု tail ကဥဆောင်ကိုသွင်းခဲ့တယ်လို့ပွဲချိန်82မိနစ်နဲ့နာကျင်အချိန်ပို92မိနစ်တွေမှာလူစားဝင်ကစားသမား Dre Wash ကအနိုင်ကိုနှလုံးထပ်သွင်းပြီး PSP တို့ကိုပြည့်နိုင်သွားခဲ့တာပါ။ဒါဟာ Liverpool အသင်းရဲ့ပြိုင်ပွဲစုံသုံးပွဲစတိုက်ဂိုးပြတ်ရှုံးနေခဲ့တာဖြစ်ပါတယ်။ Liverpool ဟာရှေ့ကကစားခဲ့တဲ့ Premier League ပွဲစဉ်နှစ်ခုမှာလည်း Manchester City အသင်းနဲ့ Nottingham Forest အသင်းကိုသုံးဂိုးပြတ်စီနဲ့ရှုံးနေထားခဲ့တာဖြစ်ပါတယ်ရှင်။ TV ဦးမြင့်တန်ကြားရဲ့နေ့လယ်၂နာရီသတင်းတွေကိုတရားရှုစားခဲ့ကြရတာပါညနေ၄နာရီမှာလည်းထပ်မံရရှိတဲ့သတင်းတွေကိုဖြည့်စွက်ပြီးတင်ဆက်ပေးဦးမှာပါ ကျမတော်ငုခတ်တာပါကျေးဇူးတင်ပါတယ်ရှင်